စင်ပြာအခုခေတ်တော့တမျိုးပေါ့ဟိုတုန်းကလူရတို့ခေတ်ကစာမွေးမဖြစ်ခင်စွန်းစားပြီဆိုလို့ရှိရင်စောင့်နေရတာကနာယူရစားတာနာယူရအားချိန်ကြည့်လိုက်လို့ရှိရင်တဏ္ဍာရီတော့ကအချိန်ကုန်သွားပါလေဗျာအဲ့ဒီလိုအချိန်ကုန်တာကိုမလိုချင်တဲ့အတွက်စွန်းစားပဲနဲ့တပြီးတော့ဖြီးချမ်းကပြောသည်တပြီးဝယ်ပြီးကိုယ့်ရဲ့စာအဖြစ်ခုံပေါ်မှာထိုင်ပြီးစားခဲ့ပါလေအချိန်ကိုလူယူတာပေါ့ဗျာနော်အဲ့တော့ဒီတပြီးတော့ကြိုးစားခဲ့တာဗျာအဲ့ဒီမှာ တပည့်တော်အကြီးတန်းမှာနေ့ရက်လုံးလုံးမိတ်ခဲနဲ့စာကြည့်ပြီးတော့ဖြေခဲ့တာဟာဇံမွေးပြီးမှငါအေဝအိမ်မယ်ဝဆိုတဲ့စိတ်လေးနဲ့ဖြေခဲ့တာပြီးတဲ့နေ့မှာတပည့်တော်စောစောအိမ်မယ်ဆိုပြီးအိမ်လို့မရဘူးဖြစ်ဆယ်နှစ်လောက်ကြာ၁၇နှစ်မှာအိမ်ရမနေ့ကျတော့အာယုံဆုံးဒီကတော့အကြောင်းကရန်ကုန်မှာဗျာဒေတော်ကြောင့်လည်းက9:15မှာစောစားပြီးတပည့်တော်အိမ်မယ်ဝဆိုပြီးအိတ်တာ ကတဲ့မှာမှာတတိယပတ်နဲ့နလိုက်တဲ့အချိန်ကမှာကတဲ့ကိုအကုန်လုံးပတ်ချလဲသွားအောင်မူးတာအဲအဲ့ဒါအဲ့တန်လေးတော့ပြီးတော့ခံရတာပေါ့ဗျာနော်ဒါတတိယရဲ့စိတ်ရဲ့ဆန္ဒရဲ့ပြင်းပြတဲ့ခါကျတော့နှစ်ရလုံးလုံးမိဖဲနေတာဟာတခါမှမနေခဲ့ဘူးပေါ့အဲ့ဆံမွေးကြမှာတတိယနေခဲ့တယ်ပေါ့နော်အဲ့ဒီတော့အဲ့ဒီနှစ်မှာလည်းပဲတတိယဘလောက်ဒီထူးကြလဲဆိုတော့ဆံမွေးမရှိခင်တလားလောက်မှာတတိယအိမ်မက်မက်ခဲ့ အိမ်မက်မက်တော့ဂဇက်ထွက်တာသွားကြည့်တော့လမ်းမှာတငယ်ချင်းတွေ့တငယ်ချင်းကဘာပြောလဲဆိုတော့မင်းအောင်တယ်ကွာလို့အဲ့လိုပြောတယ်အဲ့ဒါနဲ့တပြိုဂဇက်မကြည့်ဘဲနဲ့လှည့်ပြန်ခဲ့နောက်ပြတကဆက်မက်တာလေဒီလိုပဲဂဇက်ထွက်လို့သွားကြည့်တော့ဂဇက်တည်းကဒီလိုလျှောက်လာစားရင်းနဲ့ကတ်တာအဲ့ဒီဂဇက်ကိုတပြိုကိုယ်တိုင်တပြိုဘောရောတပြိုဂုံနာပါရောတပြိုဒိဋ္ဌာရောအကုန်လုံးအိမ်မက်ထဲမှာမြင်ရတာပဲ တကယ်ကလည်းထပ်တော်လည်းတပြီးတော့အောင်နာပါပဲခင်ဗျာအဲ့ဒီနေ့ကအတော်ထူးခြားဆုံးပါပဲပေါ့နော်ဒါပါတော့ခင်ဗျာဒါတပြီးတော့ရဲ့ဇာမွေးရဲ့အတွေ့အကြုံကြီးပေါ့နော်ကံတရားလည်းပါတယ်တပြီးတော့ရဲ့ကံကလည်းဇာမွေးနဲ့ပတ်သက်နေတော်တော်ထူးခြားတယ်ခင်ဗျာအဲ့ဒီဓမ္မစရိယာတပြီးတော့အောင်နေနေမှာဆိုလို့ရှိရင်တပြီးတော့ကျောင်းကနေတော့တရားတော်ကျောင်းနောက်ကနေကဘာအေးကိုသွားတဲ့ခါမှာရေတော့ကားနဲ့သွားတော့ကားပေါ်မှာတပြီးတော့ထက္ကရာစာအုပ်ကို ခြံ့ချလိုက်တယ်ကြည့်ကြတဲ့နေရာကြည့်မယ်ကွာဆိုပြီးတော့ဝဲချတဲ့ခုတွေ့တယ်အဲ့ဒါလေးကြည့်သွားတယ်ကဘာကြီးရောက်တော့လည်းပဲတတိယစေတီကိုဝှက်ချပြီးရှေ့ခိုးပြီးတော့သုံးမစားခင်နေထိုင်ကြည့်ဦးမယ်ကွာဆိုပြီးကြည့်တော့စာအုပ်လာချဒီနေရာပဲကြားလိုက်တာအဲ့ဒီကပြီးတာတော့ကနိုင်ဝီးထဲမှာတတိယလူစာရီကန်နီးသွားတော့တတိယဘုရားကတော့ပြီးတော့အဲဒွေလေးပြေးချပြီးစာအုပ်ကိုလမ်းချလိုက်ပြန်တော့ကြားတဲ့နေရာဒီနေရာပဲကြားလိုက် သုံးနေရာလုံးလုံးဒီနေရာကြီးနဲ့ကြတော့ဒီတော့ဒီနေရာမှာပဲတပည့်တော်ကြည့်ခဲ့တယ်။ဇံဝဲတဲ့ဟိုကဘုရားနဲ့လာပြီးတော့အဲ့ဒီနေရာပဲပါလာတာပါပဲဗျာအဲ့လောက်ထိပြီးတော့ကံနဲ့ကောင်းပါလေ။ဇံဝဲကကံနဲ့ကောင်းတယ်ကိုယ်လည်းကျူးစားတယ်ပေါ့နော်။အဲ့တော့ကံကောင်းတာကိုမျော်လင့်နေနေစားကိုယ်ကိုယ်တိုင်ကျူးစားပါဗျာဖြစ်ပါလိမ့်မယ်နော်။ရှင်ဗျာဒီဒီမျိုးနယ်ဇာတိလားဗျာ။ဟုတ်ပါဗျာ။ဟုတ်ပါဗျာတပည့်တော်ဒီန ဟုတ်လားဟုတ်ဒီဟိုဘတောင်ဝိုင်းပေါ့နော်တောင်ဝိုင်းတောင်ဝိုင်းဒီတော့မနေ့ကမြတ်ဝင်းရောက်တယ်ဗျအဲ့တော့တောင်ဝိုင်းရဲ့ကိုစားမျိုးပေါ့ဗျာတကယ်ကျွန်တော်ထူကြတဲ့ပုံကိုတပါအခုလေးကစနေပြီနော်နောက်ဒီတဲ့ဒီတဲ့ထူခဲ့လာအောင်စာပေကိုကြိုးစားပါဗျာစာပေကြိုးစားတဲ့နေရာမှာလည်းပဲဟိုတတိယတို့တီဗီကဆရာတော်ကြီးမင်းကဆရာတော်ကြီးပြောသလိုပါပဲ ဒီနေ့တော့သူတရားကိုနမတော်မျိုးနယ်မှာသွားပြီးနာခဲ့တယ်အဲ့ချိန်ကမှမင်းမောမှာဒီတိမိကစာမိုးရဲ့ဝင်တဲ့ပုံကိုလေးယူရဲ့ဆရာတော်ကြီးအဲ့မှာထားတဲ့ချိန်ကတန်ခါ60လောက်ရောက်နေပါပြီအဲ့ဒီမှာတတိတော့သူတရားသွားနာတော့ဖိတ်ခေါ်တာပေါ့နော်သူစီလာဖို့သူစောင်းလျှောက်ပြီးမယ်သံဃာဝရဆကုံပေါ့အဲ့ဒီမှာဗာပြောတယ်ဆိုတော့ညီတော်နာတော်တို့တဲ့ တိပိဋကဇံဝဲဝင်တဲ့အခါကျတော့စာဝကြီးတွေကလည်းနှလုံးသုံးလုံးထူတယ်ပေါ့နော်အဲ့ဒီလိုထူတဲ့စာဝကြီးတွေကိုမြင်ပြီးတော့တွေ့ကြမှီပါနဲ့တဲ့အတော်အသင့်ညာရှိလို့ရှိရင်လေးလလောက်ကြည့်ရင်ကုန်ပါတယ်တဲ့အဲ့ဒီလိုဆရာတို့ကြီးကမင်းရှိတယ်အဲ့လိုစာကြည့်တဲ့နေရာမှာလည်းညီတော်နောင်တော်လေးရဲ့စိတ်ဟာစာပေပေါ်မှာပဲချထားပါတဲ့တခြားကိုအာယုံမထားပါနဲ့လို့ပြောတဲ့စကားလေးပြီးတော့ငယ်စဉ်တည်းက မှတ်တာလည်းယနေ့ကြီးမမေ့ပါဘူးဗျာအဲ့တော့စာမေသမားကစာပစာပေါ်မှာပဲအာယုံချထားရင်အချိန်ပြေပါတယ်ဗျာအောင်းမြင်ပါတယ်ဗောနော်စာပေါ်မှာအာအာယုံရှိမဲနဲ့တခြားအာယုံတွေများနေတယ်ဆိုရင်တော့ရုပ်ပြေမဖြစ်နိုင်ဘူးဗျာအဲ့အဲ့ဒီဆရာတော်ရဲ့ဇာတိကလည်းပဲတကယ်ကောင်းတဲ့ဇာတိပါအဲ့အဲ့ဆရာတော်ကအဲ့လိုမင်းရှိတယ်ဗျာဒီတော့တိတိကဝင်မယ်ဆိုတော့ဒီတော့စာအုပ်သုံးဟုတ်ကိုဒီတော့အဲ့လိုရအောင်ချက်ရမှာဆိုတော့ စာဝတ္ထုပေါ်မှာဒီလိုသုတ်တံကစာမျက်နှာပေါင်း989မျက်နှာရှိတယ်ဗျအဲ့တော့ဒီစာအုပ်တွေကိုရအောင်ကျင့်နေမှကျင့်နိုင်ပါမလားလို့တပည့်တော်စာအုပ်၃ခုကိုချိန်ဆနေကြဆဲကြပါတယ်ဗျမကျင့်နိုင်လို့ရှိရင်လည်းကိုယ်လူငယ်ဆိုတော့အကဲရလည်းမခံနိုင်တာပေါ့ဒီစာအုပ်တွေကိုငါရအောင်ကျင့်နိုင်ပါမလားဒီစာအုပ်၃ခုစာမျက်နှာပေါင်း989မျက်နှာကိုအဲ့တော့ဆဲရလောက်စဉ်းစားပြီးမှချိန်ဆပြီးမှအဲ့တော့ နောက်ဆုံးတော့ဒီတော့ဓမ္မစရိယတန်လည်းပဲလုပ်နေတဲ့အချိန်အဲ့တော့စားတဲ့ဓမ္မစရိယတန်အတွက်စားတဲ့တဲ့နောက်ဒီစာအုပ်တော်ကိုဒီတော့စိတ်နဲ့ကြက်တာအတန်ထုတ်နေကြက်စိတ်နဲ့ကြက်တာလေးလောက်ကြာတော့ဒီတော့ကုန်သွားပါလေလေးလောက်ကြာတော့ကုန်သွားတဲ့ခါကျတော့နောက်တော့ဒီတော့စောက်ချပြီးကြက်တာနောက်ဒုတိယအုပ်ကြာတော့တလဝဲနဲ့ပုံနေနောက်တတိယအုပ်ကြာတော့တလနဲ့ပြီးသွားပါလေဗျာအဲ့ဒီလို့ ဒီတော့အတွေ့အကြုံတွေကကြိုးစားခဲ့တယ်။ယူဆဆွေးနွေးဖို့ပေါ့ကိုကိုကိုတုံးတတ်ခဲ့တယ်။ဒီတော့စာအုပ်ကဘောက်ပဲထူထူကြည့်ကြည့်ရှင်ပြရမယ်ပဲ။တန်လျာမရှိပါနဲ့ဒီကကြိုးစားရင်တကယ်စာပေါ်မှာအာရုံချထားပြီးကြိုးစားမယ်ဆိုရင်ရပါလိမ့်မယ်လို့ဒီတော့အကြံပေးပါတယ်ပေါ့နော်။အဲဆက်လက်ပြီးတော့ဒီမဲ့ဗီယက်နမ်နိုင်ငံတနိုင်ငံလုံးရဲ့ကိုစားပြုဖြစ်သွားတော့အောင်ရှင်ပြဆက်လက်ကြိုးစားပြီးတော့နော်သူ ဒီရတော့ရှင်မြအောင်မြင်တဲ့စာမေးလေးသင်ပြီးရဲ့ကာမလည်းလည်းဒီသဘာဝဆရာတော်ရဲ့တက်တော့သဘာဝဆရာတော်ရဲ့ကိုစားပြုဖြစ်တဲ့အဆင့်ကြီးရအောင်ဒီရတော့ကလည်းကျူးစားပါတို့တိုက်တွန်းလိုပါတယ်ပေါ့နော်အဲအာလုံးတရားမအာလုံးပြိတ္တတ်တွေအတွက်အဲပြောချင်တာကတော့သဘာဝဆရာတော်ဆိုတာ တဲ့နိုင်ငံလည်းမကပါဘူးဟုတ်လားကဘာနဲ့ချီပြီးတော့နာမည်သင်ချားတဲ့ဆရာတော်တစ်ပါးဒီတော့ဆရာကောင်းတတိပြီပြီပေါ့နော်အဲဆရာတော်ရဲ့တလဲသာဝကတွေလည်းပဲတို့ဆရာတော်ကကဘာမှာသင်ချားနေတဲ့ဆရာတော်တစ်ပါးဒီဆရာတော်တစ်ပါးရဲ့လူအချက်တွေကိုငါတို့ဖြည့်ဆည်းနိုင်နေတာဖြည့်ဆည်းမယ်လို့ဒီလိုလေးစိတ်လေးထားကြဖို့ဖြည့်ဆည်းနိုင်နေတာဖြည့်ဆည်းရတဲ့ကောင်က ဒီလိုအပ်ချက်လေးတွေပေါ့နော်ဥပမာဆရာတော်မှာဝေယဝိဇ္ဇဆောင်ရွက်ဖို့တဲ့တူအပ်တာတူအပ်ရင်ငါတို့ဖြည့်ဆည်းမယ်အဲတို့ဘာရီအစင်မပြေမှုဖြစ်တယ်လေအစင်မပြေမှုဖြစ်ရင်အစင်ပြေမှုဖြစ်အောင်တို့ကြိုးစားပြီးနေမယ်လုပ်မယ်ကြိုင်တယ်ပေါ့နော်ဒီလိုသဘောထားပြီးတော့ဆောင်ရွက်ကြဖို့ပေါ့နော်တကယ်ကိုကဘာရှာဆရာတော်တို့ပြောရင်အမှားပါဘူးဒီနေ့တော့တည်းဒီသဘောဝဆရာတော်တို့ မဆောင်ရနိုင်ပါဘူးအပင်မနဲ့မခံနိုင်ဘူးတကယ်အပင်မခံပြီးတော့ခொနည်းသားလေးတွေလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်နေတာဖြည့်ဆည်းနေတာဟုတ်အင်းကမိနေနဲ့အများဆိုလိုတတိယပြီးဂုံယူရတဲ့ဘာဝဆရာတော်ဘောနော်အဲ့တော့ဆရာတော်ကိုဂုံယူနိုင်တဲ့လို့ဆရာတော်ရဲ့တတိယကာမကြီးနေပဲပြိဋ္ဌာအားလုံးနေပဲအာအရှင်ပြည်ပြည်နဲ့ဂုံရစီခြင်းနဲ့ဘောနော်ဒါဦးစင်ကဆရာတော်တို့တော့မလောက်ဆောင်နိုင်ဘူးစာပေနဲ့ပတ်သက်လို့ကခုနပြောသလို ကျူစာခဲ့ပါတယ်တော်တော်လေးကျူစာခဲ့ပါဘွဲတကူရဖို့ဆိုတာတော့မလွယ်ပါဘူးအဲ့တော့အားလုံးပါတော့ဒါဟိုကြွားပါတယ်စကားတော့မဟုတ်ပါဘူးကိုယ်ရရှိတဲ့အတိုင်းဒါလေးပြောပြဒီစာမွေးနဲ့ဖြေလို့အောင်နဲ့ဘွဲ့ဆိုရင်ခုနှစ်ခုတော့ရှိပါတယ်။လေးခုကတနေ့တည်းနဲ့တစ်ပိုင်းနဲ့ရတာပါ။သုံးခုကတော့တနေ့စီတနေ့စီပေါ့နော်။အဲ့လိုစာပြီးနဲ့ကြိုးစားခဲ့တယ်။ဒီလိုကြိုးစားရနေပြီးတော့ ိုအများအတွက်လည်းပဲကိုနိုင်တော်လေးဦးဇင်းဆောင်ရွက်ပေးပါတယ်။ဟိုကိုတယောက်တက်ကတော့စာပြေပေါ့နော်။အများအတွက်ကိုနေသားသမီးလေးစင်ကလေးလာလေးရှိတာလေးဒီအောင်ဆိုပြီးတော့တပိုင်းတနိုင်လေးပရိဒတ်သဘောပေါ့နော်ဆောင်ရွက်ပေးခဲ့ပါတယ်။ဦးဇင်းဘာမှဆိုရင်နိုင်ငံကလာတော့အမ်းအိမ်ကြီးပြိုလိုက်တာငါးလုံးနဲ့ကြံတယ်အဲ့ဒါကို80အိမ်80နဲ့ငါးလုံး နှလုံး၆သိန်းလုံးနဲ့ဦးဇင်းတိဆောက်ပေးခဲ့ပါတယ်တကယ်ဒုက္ခရောက်နေတဲ့လူတွေပေါ့နော်ဦးဇင်းတို့ရွာလေးမှာအဲ့ဒါပဲဂျာမနီနိုင်ငံဂျာမနီမျိုးသမီးနဲ့ဆက်ဆက်ပြီးတော့ဆောက်ပေးခဲ့တာပါအခုလည်းပဲမကြသေးပါဘူးဦးဇင်းဟိုတင်းပေါ့ဦးဇင်းရဲ့ဇာတိရွာလေးမှာရေနဲ့မီးပေးတဲ့လုပ်ငန်းမှာအဲ့ဒီမှာလူအချက်ကိုဦးဇင်းတို့ဆောင်ရွက်တာအခုကြီးကြီးကမကြသေးပါဘူးအဲ့ဒီကနေဦးဇင်းထားတာ အဲ့ဒီဟာလည်းပဲအလူရှင်ကကြာဒီဘီယန်နာနိုင်ငံနေပါပဲ300ကျော်ကိုအကုန်ကန်ပြီးသင်ကြီးနဲ့မိကိုကြောင်းပါဆိုလို့ရှိရင်မိအရှံပဲတုံးလို့ရအောင်သွားဇာတိရောကြောင်းနေမှာပေါ့နော်အဲ့လိုလည်းလုပ်ပြီးခဲ့ပါလေတဘာဝဆရာတော်နဲ့ပတ်သက်လို့ရှိရင်လည်းတဘာဝဆရာတော်ရဲ့လူအချက်ဥစဉ်ကူညီပေးနေတာကိုလည်းပဲအကူအညီပေးခဲ့ပါတယ်ခုနတပိုင်းတိုင်းဥစဉ်ရဲ့ဇာတိရောလေးမှာလည်းပဲလူတွေဒုက္ခရောက်နေတဲ့ဒီဒုက္ခဤဒုက္ခ နေရာဒုက္ခအရာလေးနေတဲ့ကိုကြည့်ပါလေးမှာကိုဒီပိုင်းတနေလေးဆောင်ရွက်ပေးကပေးခဲ့ပါတယ်လို့ဒကာဓမ္မတွေကြည့်အောင်လည်းဝမ်းမြောက်ဝမ်းသာရှိအောင်ရောဒီ BNN နိုင်ငံကအခုဟောပေါ့အခုလောက်ခဲ့တဲ့လုပ်ငန်းလေးကပြီးစီးကြပြီးအပိုင်းလေးရှိပါသေးတယ်သိန်း300အကုန်ခံပြီးတော့ဦးဇင်းတို့လုပ်ပေးခဲ့ပါတယ်တစ်ချိန်တော့နာဂိကာလာတော့လုပ်ပေးခဲ့တာကတော့ဂျာမနီနိုင်ငံအမျိုးသမီးနဲ့ဆက်စားပြီးတော့ဦးဇင်းကျော်မှာ ဒုက္ခကြောင့်နေတဲ့လူတွေကယ်တင်ပေးခဲ့ပါလေဒီတဘာဝဆရာတော်နဲ့ပတ်သက်လို့ချင်းတော့တဘာဝဆရာတော်လူအပ်ချက်အင်းဟိုဦးဇင်းဖြည့်စည်းနေမြတ်ဖြည့်စည်းပေးပါလေအဲဦးဇင်းဖြည့်စည်းပေးတယ်လို့တရားမှာပရိသတ်အားလုံးကလည်းလေဆရာတော်ရဲ့လူအပ်ချက်လေးတွေကိုပေါ့နော်ဘယ်ဘက်ကလူလိုပေါ့လူအပ်ချက်လေးတွေကိုလည်းဖြည့်စည်းပေးကြပါလို့တတိယပေးပါလေပေါ့နော်အဲတော့မိမိတို့ဆရာတော်နဲ့နိနိကကနေရတယ်ဆိုတာလည်းမလွယ်လောက်ပါဘူးတကယ်နာမည်ကြီး နာမည်ကျော်ဆရာတော်တပါးဒီနာမည်ကျော်ဆရာတော်တပါးရဲ့တတိယပြီးပြီးဟုတ်လားကာယကမှုဝိညာဉ်မှုမနောကံမှုဆိုတဲ့ကံသုံးပါးကိုလည်းကောင်းနေနေကောင်းအောင်ထိန်းသိမ်းဆောင်ရှောက်ဖို့ပေါ့နော်အဲ့တော့ခန္ဓာကိုယ်နဲ့လုပ်တဲ့နေရာမှာလည်းကောင်းတာလုပ်တာလည်းအာကောင်းကောင်းတဲ့ကာယကံဟုတ်လားကောင်းတာပြောတာလည်းကောင်းတဲ့ဝိညာဉ်ကံကောင်းတာကျန်တာလည်းကောင်းတဲ့မနောကံပေါ့နော် အဲ့တော့ဘာကိုလဲဒီနေ့မိမိတို့ဒီကောင်းတဲ့လုပ်ကတော့လုပ်ပါကောင်းတဲ့ပြောကိုပြောပါကောင်းတဲ့ကြံကိုကြံပါအဲ့ဒါဆိုရင်ရှင်ရဲ့သဘာဝဆရာတို့ရဲ့တကယ်တကယ်ကောင်းနေပြီးပြီးတကယ်ပြီးပြီးသားသားဖြစ်ပါလိမ့်မယ်ဒီလိုမှမဟုတ်လို့မကောင်းတာတွေလုပ်မယ်မကောင်းတာတွေပြောမယ်မကောင်းတာတွေကြံမယ်ဆိုလို့ရှိရင်ဆရာကောင်းတတိမပြီးတော့ဘူးဒါကြောင့်မို့ဆရာကောင်းတတိပြီးတော့အောင်ကောင်းတာတွေလုပ်ရေးကောင်းတာတွေပြောကောင်းတာတွေကြံကြပါလို့တတိပေးနေဦးစင်းရဲ့ ခိန်ကာလဒုလကာလလေးမှာလူရင်းစကားဒီနေရာမှာပဲဆုံးတာညီဆုံးတာပါတည်း